ကဟိုဘန်က73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာအတန်း30ရောင်းပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်အမေရိကန်ဒေါ်လာအတန်30ကိုရောင်းချပေးသွားမယ်လို့ယနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီလိုရောင်းချပေးရမှာနိုင်ငံခြားငွေကြေးဈေးကွက် FX Trading Platform ကနေသဆင့်ရောင်းချပေးမယ်လို့ကြေညာထားပြီးရောင်းချပေးမယ်အမေရိကန်ဒေါ်လာအတန်30အတွက်သက်မှန်ငွေလဲနှုန်းကိုတော့တိကျဖော်ပြထားတာမရှိဘူးလို့သိရပါတယ်။ မေလ29ရက်နေ့ FX Trading Platform မှာထော့ဗဟုပန်းကဒေါ်လာငွေလဲနှုန်းကို3680ကျပ်သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံထောဗဟိုဘဏ်အနေနဲ့လုပ်ငန်းရှင်တွေရဲ့အတွက်နိုင်ငံခြားငွေတွေကို FX Trading Platform မှာသစင်ရောင်းချပေးလျက်ရှိရာယခုအချိန်ဟာမေလအတွင်း၄ချိန်မြောက်ရောင်းချပေးထားဖြစ်ပြီးပြီးခဲ့တဲ့၃ချိန်မှာစုစုပေါင်းအမေရိကန်ဒေါ်လာ64တရမ6ခွန်တန်းနဲ့ထိုင်းဘတ်တန်း250ကို ရောင်းချပေးပြီဖြစ်တယ်လို့သိရပါတယ်ရှင်။